UEFA Women Champion League Champion အာဆင်နယ်မျိုးသမီးအသင်းကိုဂုဏ်ပြုပါရခင်ဗျာအာဆင်နယ်အမျိုးသမီးအသင်းကတော့ဒီချန်ပီယံလိပြိုင်ပွဲမှာဒုတိယအကြိမ်မြောက်ဘောဆွဲတာသူတို့က2006 2009ဘောလုံးရာသီတုန်းကဥရောပအဆင့်မြင့်ပြိုင်ပွဲ UEFA ချန်ပီယံလိ ဒါအမျိုးသမီးပွဲစဉ်မှာဆိုရင်ပိုဆွဲခဲ့ဘူးလေအဲ့ဆိုတော့အာဆင်နယ်အမျိုးသမီးအသင်းဒီအင်္ဂလိပ်ဘောလုံးလောကမှာအမျိုးသမီးချန်ပီယံလိကိုယူထားနိုင်တဲ့တကူတဲ့တော့အသင်းဒါအတူတက်ဆိုရင်တော့ဒုတိယမြောက်ရပထမတစ်ကြိမ်က2006-2009ဘောလုံးရာသီကအခုတစ်ကြိမ်ကတော့2024-2025ဘောလုံးရာသီမှာရတာဗောလေဒုတိယမြောက်အကြိမ်ရတာပြီးတော့အာဆင်နယ်အမျိုးသမီးအသင်းအခုရတဲ့ချန်ပီယံလိဒီတကယ်ကိုကောင်းပွင့်ညွန့်ပေးဆိုတဲ့အသင်းမျိုးဖြုတ်ပြီးတက်လာခဲ့တာသူတို့အနေနဲ့ quarter final မှာ Rio ကိုတွေ့တယ် ပထမကျော့ရှုံးတယ်ဒုတိယကျော့ခန်းမက်နဲ့ပြန်လာတယ်စီးဖိုင်ထဲမှာလိုင်ယွန်လိုမျိုးတကယ်ကိုမှမကြာခဏချန်ပီယံဖြစ်ထားတဲ့ဒီပြိုင်ပွဲမှာဩဇာကြီးတဲ့အသင်းတစ်သင်းကိုခန်းပတ်နဲ့ပြင်သစ်မြေထီသွားပြီးတော့အနိုင်ယူထားခဲ့တယ်အခုဘိုလူပွဲမှာနောက်ဆုံး၄နှစ်အတွင်း၃ချိန်ချန်ပီယံဖြစ်ထားခဲ့တဲ့ဘာစီလိုနာကိုအနိုင်ယူပြီးတော့ဘိုလ်ဆွဲခဲ့တယ်သူတို့ကတကယ်ကိုခက်ခဲတဲ့ပြိုင်ပွဲတွေတောက်လျှောက်ကိုဖျက်ဆီးခဲ့ရတာအဲ့ဆိုအာဆင်နယ်မျိုးသမီးအသင်းဒီလက်ရှိ အင်္ဂလန်မှာဆိုလို့ရှိရင်တော့အမျိုးသမီးအသင်းတွေအားလုံးတည်းကမှချန်ပီယံလိရာဘူးတဲ့တကူတဲ့တော့အသင်းဒီချန်ပီယံလိကိုလည်းဒုတိယချိန်မြောက်ရတာအဲ့တော့အာဆင်နယ်မျိုးသမီးအသင်းတွေနဲ့ဒီယာဒီမှာအခြားဖလားတွေယာသီလားဆိုတဲ့အပိုင်းကိုပြောမယ်ဆိုရင်တော့ပရီးမီးယားလိမှာအဆင့်နှစ်ပဲရတယ်ဒါပေမဲ့အဆင့်နှစ်ဆိုတာကလည်းထိုက်တယ်ရစ်ကိုအကောင်းဆုံးလုတ်ခဲ့တဲ့အသင်းတစ်သင်းကိုကျွန်တော်သတ်မှတ်လို့ရတယ်ဝူမန်လိကပ်မှာဆိုလို့ရှိရင်တော့သူတို့ဒီ CE ဖိုင်ရောက်တဲ့မန်ချက်စတာစီးတီးကိုရှုံးပြီးတော့ထွက်ခဲ့ရတယ် ဝူမန်စူပါလီမာဆိုလို့ရှိရင်လေစောရောင်ပြောတဲ့အဆင့်နှစ်ပေါ့လေ FA ကပ်မှာဆိုသူတို့ quarter final နဲ့ရောက်တယ်ဒါပေမဲ့လပါဘူးကိုအုံကိုနဲ့သူတို့ရှုံးပြီးတော့ထွက်ခဲ့ရတယ်ဒါပဲအဲ့တော့ဒီယာဒီမှာသူတို့တော့တခုတည်းတော့ဖလာသည် UEFA Women Champion League ကျောင်းပွဲကြောင်းတစ်ချက်ပြောလိုက်အောင်ဒီပွဲစဉ်ကအာဆင်နယ်အနေနဲ့တကယ့်ကိုလူစားလဲမှန်ကန်မှုတွေရော ခန့်စစ်တမ်းကြညံ့ခံပြီးကစားနိုင်မှုတွေကနီးပြရဲ့နီးစနစ်တွေအလုံးဖြစ်တာဟောတကယ်ကြတော့ဒီပြိုင်ပွဲမဆခင်မှာဘာစီလိုနာမျိုးသမီးအသင်းမဲ့ဘိုလ်ဆွဲမဲ့ဆိုပြီးတော့အလေးပေးမှုတွေတော်တော်လေးဟောမြင့်တာအာဆင်နယ်ကတော့သွားပြီဘာစီလိုနာနဲ့တွေ့ရင်သွားပြီဆိုပြီးအထင်မျိုးနဲ့ပဲအားလုံးကစောင့်ကြည့်နေတကယ်လဲကြည့်ကျင်စရာပဲဘာကြောင့်လဲဆိုတော့ဘာစီလိုနာမျိုးသမီးအသင်းနေနဲ့သူတို့တောက်လျှောက်ကြော်ဖြတ်ခဲ့တဲ့အခါမှာကွာတာဖိုင်နယ်မှာတော့ဝူးဘက်ကို10ခု9ခုနဲ့နှစ်ကြော်ပေါင်းကြော်ဖြတ်ခဲ့တာ စီမီဖိုင်ထဲမှာချဲစီကိုနှစ်ကြော်ပေါင်း၈ကိုးနှစ်ကိုးနဲ့ကြော်ဖြတ်ခဲ့တာတကယ်ဂိုးပြတ်တည်းကြီးပဲသူတို့အတွက်ဒီချန်ပီယံလိကအရန်ကမှလွယ်ကူတဲ့ပြိုင်ပွဲတစ်ခုလို့ဖြစ်နေတာအတွေ့အကြုံရဟောနောက်ဆုံး၄နှစ်အတွင်းမှာ၃ချိန်ပိုဆွဲထားတာဟောအကယ်၍များသာအာဆင်နယ်ကိုကြော်ဖြတ်ပြီးဒီနှစ်ပိုဆွဲရင်နောက်ဆုံး၃နှစ်ဆက်တိုက်ပိုဆွဲတာဖြစ်သွားမှာအဲ့တော့ဒီပြိုင်ပွဲတီဘာစီလိုနာမျိုးသမီးအသင်းအတွက်ဆိုရင်တကယ်ကိုလွယ်ကူပြီးတော့အတွေ့အကြုံရင့် မကြာခဏဘိုလ်ဆွဲနေတဲ့ပြိုင်ပွဲအဲ့လိုပြိုင်ပွဲမှာသူတို့နောက်ကောက်ချသွားတဲ့အာဆင်နယ်မျိုးသမီးအသင်းကိုတော့ကျွန်တော်လုံးဝဂုံပြုချီးကျူးရမှာဒီနေ့ပွဲစဉ်မှာပထမပိုင်း game plan နဲ့ဒုတိယပိုင်း game plan နှစ်ခုတော့ကွဲပြားပြောမှရမယ်ပထမပိုင်း game plan ရာဆိုရင်အာဆင်နယ်ကကစားကွက်ပိုင်းတိစောက်မှုတွေမိုက်တယ်ပြီးတော့ high pressing လုပ်တဲ့အပိုင်းတော်တော်လေးကောင်းတယ်ပြီးတော့ဒီ man to man marking နေမှာလည်းတော်တော်လေးအလုပ်ဖြစ်တယ်ဒါပေမဲ့တစ်ချက်က ဘာစီလိုနာမျိုးသမီးအသင်းရဲ့တအူးချင်းအင်ဒီဗီဂျူရဲ့လိန်ခေါမှုနဲ့ဘောက်စလက်တိုးဝင်တဲ့ပိုင်းမှာတော့တော်တော်လေးကိုခက်ခဲရှင်ထုတ်ရတယ်။ဒီနေ့မှကျွန်တော်ချီးကျူးဖို့လိုအပ်တာကအာဆင်နယ်မျိုးသမီးအသင်းကိုပထမဆုံးမှဒုတိယပိုင်းမှာရောကောင်းကောင်းဂိုးပေါက်ကနေလက်ဆွမ်းပြသွားခဲ့တဲ့ဘန်ဒွန်ဆယ်လာဆိုတဲ့ကစားသမားလေးကိုတော့လုံးဝအသိမှတ်ပြုရမယ်။ဒီနေ့ပွဲစဉ်အာဆင်နယ်အမျိုးသမီးပလေယာတွေအားလုံးထဲမှာမှအဲ့ဒီကစားသမားလေးက rating အကောင်းဆုံးပဲ rating 8.6ရှိတယ်။သူကအကောင်းဆုံးပဲ။နောက်ပြီးတော့ ၅ချိန်အထိဂိုးပေါက်ကနေပြီးတော့ဂိုးသွားနိုင်တဲ့ chance တွေကိုရှင်းထုတ်ထားတယ်ဘောလုံးပြတ်စင်မှု၈ချိန်တိရှိတယ်သူ့ကိုကျွန်တော်ကြည့်ရတယ်လေဒီအမျိုးသားသင်းရဲ့ပုံစံမျိုးပဲဘစ်တက်တွေတော်တော်လေးတည်တာကောင်းတယ်စင်တာဘက်ကစားသမားကြီးနဲ့နောက်တက်မှာဘောလုံးအပေးယူတွေတော်တော်လေးကောင်းတယ်အဝေးဘောရှင်းထုတ်မှုတွေကောင်းတယ်အာဆင်နယ်မျိုးသမီးအသစ်မှာသူ့နောက်ကနေအရန်ဖြစ်ဆော့တဲ့ကစားသမားတချို့ကြံခဲ့တဲ့ဝူမန်းစူပါလီမှာဆော့အတွေ့ဂိုးတွေပေးလိုက်ရဆိုတော့ပြောင်းဆန်ကြပဲဒါပေမဲ့ဒီဂိုးသမားလေးကတော့ သူဝင်ဖမ်းရတဲ့အခါတိုင်းမှာအသင်းကိုကမ်းပတ်နဲ့ပြန်လာနိုင်ခဲ့တဲ့ချန်ပီယံလိရှိရပွဲစဉ်ရောလက်ဆွမ်းပြနိုင်ခဲ့တယ်။သူကအသင်းရဲ့အဓိကကိုယ်သမားဖြစ်နေခဲ့ပြီ။အဲဒီကိုယ်သမားလေးကဒီနေ့ပွဲစဉ်ရဲ့နိုင်ပွဲရဲ့အဓိကတဲ့ကြားတဲ့အရာပေါ့လေ။နောက်တစ်ချက်ကဘာလဲဆိုတော့ဒီရီနစ်လန်ကာရဲ့လူစားလဲမှုကလည်းတော်တော်လေးအရေးပါတယ်။ရီနစ်လန်ကာဒီပထမယာယီနီးပြဖြစ် အသင်းကိုတောင်းယူရတယ်။အဲ့ဒီမှာရာလက်တီတောက်လျှောက်ကောင်းတဲ့နိုင်ပွဲကြီးဆက်တယ်။အဲ့လိုဖြစ်လာတဲ့အခါမှာတော့တကယ်နီးပြဖြစ်သွားတယ်။ official နီးပြတကယ်ဖြစ်လာတဲ့အခါမှာတော့ဒီ champion league မှာပိုဆွဲတဲ့အထိကိုသူလှုပ်ပေးထားနိုင်ခဲ့တယ်။ဒီနေ့ပြိုင်ပွဲမှာသူ့ရဲ့ idea ကိုလည်းကျွန်တော်ချီးကျူးဖို့တော့လိုအပ်တယ်။ဒါနိုင်သွားတဲ့အခါမှာတော့အရာလှပနေရပဲ။အဲ့ဒါပါလဲဆိုတော့68မိနစ်မှာ freedom man နဲ့ kelly ကိုထုတ်ပြီးတော့ stina blastania နဲ့ batmiro ထည့်လိုက်တဲ့ နီးပြရဲ့ ideology ကိုတော့တော်တော်လေးချီးကျူးမိတယ်အမေရိကန်လေးအဲ့နေရာမှာကိုရီတာဆိုအဲ့လိုစဉ်းစားနေမှာမဟုတ်ဘာလို့ဆိုတော့ကျွန်တော်တို့ကအဖိခံနေရတာတဖက်ဘာစီလိုနာကအဲ့မိနစ်60ကျော်နောက်ပိုင်းမှာတောက်လျှောက်ကိုပရက်ရှာပေးပြီးဆော့နေအဲ့လိုအချိန်မှာအသင်းကိုတိုက်စစ်ကစားမိုက်ထည့်လိုက်ရဲတဲ့သူ့ရဲ့တက်တီကိုလည်းတကယ်ချီးကျူးတယ်ဟိုဘာလို့လဲဆိုတော့ဒီလိုအချိန်မှာတော်တော်များနီးပြရည်ဆိုလို့ရှိရင်ကွင်းလဲတို့ခန်စစ်တို့ပဲပို့ပြီးအားပြေတော့မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပနတီတီဆွဲခေါ်သွားပြီးတော့အနိုင်ဖို့ဂိမ်းပလန်ချတော့မယ်ဒါပေမဲ့သူကရဲတယ် တကယ့်ကိုတိုက်စစ်ကစားမကြီးထည့်လိုက်တယ်အဲ့အတွက်လည်းအာဆင်နယ်ရဲ့ခေါင်နာတက်စ်တီကတော်တော်လေးထိရောက်သွားခဲ့တယ်ရာသွားခဲ့တဲ့တကိုးမှာဆိုရင်တော့ဒီကစားမကြီးလူစားဝင်လာပြီး6မိနစ်လောက်ပဲကြာတယ်84မိနစ်မှာတော့ဘတ်မီဖန်တီးပေးတာကိုဒီ defend line နဲ့တသားတဲ့နေရာယူထားခဲ့တဲ့ Stina Blastanie ကအဲ့ဘောလုံးကိုလှည့်ထွက်ပြီးတော့အဝေးထောင်လှမ်းကန်သွားတာအမေရိကန်သူ့ရဲ့နေရာယူမှုပါနဲ့လို့ဘတ်မီပေးတာဘယ်လောက်ပဲကောင်းပါပြီပြောသူသားနေရာယူမပါနဲ့ရင် လူကြုံသွားနိုင်တယ်ဒီနေ့ဘာစီလိုနာရဲ့လူကြုံထောင်ချောက်တည်းလည်းတော်တော်လေးအလုပ်ဖြစ်တယ်ကျွန်တော်ပထမပိုင်းမိနစ်20လောက်မှတည်းကတကိုးရတယ်အဲ့ဒါအုံကိုပုံစံမျိုးပေါ့လေဒါ့အိမ်မဲ့အဲ့အလုံးမှာတောင်မန်းနေပြီးထွက်သွားတဲ့ကစားသမားကလူကြုံနေခဲ့တာဖြစ်တဲ့အတွက်အဲ့ကိုကပယ်ဖြတ်ခံလိုက်ရတယ်အဲ့ဒီနေ့ပွဲစဉ်မှာအသင်းအတွက်တလုံးသောကိုကိုသူတော်ခဲ့တဲ့စတီနာဘလက်စတန်နီရုပ်ကိုလည်းတကယ်ချီးကျူးဖို့ကောင်းတယ် ကျွန်တော်ရူဆိုအနေနဲ့စီကနေရနိုင်တာကတော့ကန်ချက်တီဆိုတာတဲ့သူ့ရဲ့လှင်မြန်တဲ့ဒီဝင်းကစားပုံမျိုးတွေနောက်ပြီးတော့ဘောခဲရင်ကောင်းကောင်းနဲ့လင့်ကပ်ပြန်တွဲတာမျိုးတွေကိုအမြင်ပေါ်အားသာချက်တီရူဆိုစီကနေကျွန်တော်ရတွေ့တယ်။ဒီနေရာမှာတခုပြောချင်တာက Renis Lang ရဲ့ game plan ကရှင်းတယ်။သူတို့အနေနဲ့ position ကျကျယူပြီးတော့ box to box တိုက်ဖို့မပြင်းဘူး။ တချို့ပိုင်းတွေမှာဘောလုံးကို press လုပ်ပြီးမြ мян လိုက်စေမရဘူးဆိုခန်းစစ်ကို defense ပြန်ထိုင်လိုက်တယ်ဘာနူနာလိုမျိုးဥရောပအတွေ့အကြုံရင်ဒီဘက်မှာမကြာခဏပိုဆွဲထားတဲ့အသင်းနဲ့ရှင်ပြီးတော့ speed တွေပေးပဲကိစ္စကိုသူတို့မလုပ်ခဲ့တော့ဘူးတဖက်နဲ့တဖက် box to box ဆော့မယ်အစားကို planes တိုင်းနဲ့ကိုသွားတဲ့ပုံစံမျိုးပေါ့လေအဲဆိုတော့ renaissance land ကရဲ့ game plan တကယ်အလုပ်ဖြစ်ခဲ့ပထမဦးမှာဆိုရင်ကျွန်တော်တို့အသင်းကောင်းတာမှတ်မိမဲ့တကယ်တကယ်ဂိုးသွင်းနိုင်တဲ့ chance တွေရသွားတဲ့အသင်းက barcelona ဘာစီလိုနာကလည်း efficient ဖြစ်တဲ့ hand ကိုကစားတယ်။ဒါပေမဲ့ Arsenal မျိုးသမီးသင်းရဲ့ကြီးကြီးလေးလေး defensive shape ကိုတော့သူတို့မကျော်နိုင်ခဲ့ဘူး။သူတို့ long ball တွေတင်တယ်အလုံးမဖြစ်ဘူး။ area ထိပ်ကနေကန်တယ်အလုံးမဖြစ်ဘူး။တစ်ဖက် winger ကနေ ball set တိုးမှုကြိုးစားတယ်အလုံးမဖြစ်ဘူး။သူတို့လုံးသမျှဟာတွေကလုံး Arsenal ခန်းစစ်ကတည်ငြိမ်မဲ့ block လုပ်သွားတယ်။ Arsenal ရဲ့ဒီ counter test တွေကလည်းတော်တော်လေးကိုမြန်တယ်။အထူးသဖြင့် Blaston ရဲ့ဝင်လာပြီးနောက်ပိုင်းမှာရလာတဲ့အလုံးတွေကိုပြေးထွက်သွားတာတွေကတကယ့်ကိုမှ stamina အပြည့်နေပဲ။ နောက်ကျမှဝင်လာတဲ့ကစားသမားစီကနေရနိုင်တဲ့အရာတွေအကုန်လုံးကိုသူထုတ်ပြီးသုံးသွားခဲ့တာအဲ့ဆိုအာဆင်နယ်အမျိုးသမီးအသင်းကဒီပွဲနဲ့ပတ်သက်ပြီးအနိုင်ဘလူယူရမယ်ဆိုတဲ့ game plan ကိုသိတယ်တစ်ဖက်ကဘာစီလိုနာအမျိုးသမီးအသင်းကို box to box တဲဆော့မယ်စာ efficient ဖြစ်တဲ့ hand ကိုသွားတယ် ာဆင်နယ်မျိုးသားအသင်းလိုတော့ဝိတ်မနေဘူးဗျာသိရမလားကစားရတဲ့နေရာဘလုံးတစ်ချက်နှစ်ချက်နဲ့တိုက်စစ်ကိုချက်ချင်းသွားတယ်ဝင်ငါဘက်တီကိုပို့တယ်ပြီးတော့ဒီကွင်းလယ်မှာဘောလုံးကောင်းကောင်းပြန်ဆင်းနိုင်ဒီနေ့ပွဲစဉ်မှာတခုတော့အားနေချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့အာဆင်နယ်မျိုးသမီးအသင်းကွင်းလယ်အဖြတ်တယောက်လောက်ကောင်းကောင်းထိရရင်တော့ပြီးပြည့်စုံသွားပြီဂိုးသမားလည်း share ပဲခန်းစစ်ကလည်းလုံးဝ strong ဖြစ်တယ်တိုက်စစ်မှာလည်း Russo ရော Brestani ရတို့လိုမျိုးအစုအဖွဲ့တွေရှိသေးတယ် ဒီဝင်းဘက်ဒီမှာဆိုလို့ရှိရင်လေဒီဝင်းငါဘက်ချမ်းနေမှာဆိုလေ KD တို့လိုကစားသမားမျိုးတွေတကယ်ကိုကောင်းမွန်တဲ့ကစားသမားတွေအများကြီးရှိတယ်။အဲ့ဖူးဘက်ဒီမှာကျွန်တော်ကြိုက်တာက Emily Fowler လိုပါလို့ player မျိုးတွေတော်တော်ကြိုက်တယ်တော်တော်လေးလည်းမြန်တယ်အာဆင်နယ်အမျိုးသမီးတင်းရတော့ပထမပိုင်းဒုတိယပိုင်းပေါင်းလိုက်တဲ့အခါကျရင်32ရာခိုင်နှုန်းပဲဘောလုံးပိုက်ဆက်မှုရတယ်ဒါလည်းရှင်းတယ်လीဂိုးရပြီဆိုတဲ့ဥပါခန်းစစ်ကိုချစ်ချစ်လေးလေးဆော့ရတော့မယ်ခေါင်နာတက်စတီနဲ့ပြန်သွားမယ်ကိုယ့်ရဲ့ game plan ကိုကောင်းကောင်းရှိတယ်တစ်ဖက်ကဘာစီလိုနာတင်းရတော့ဘောလုံးပိုက်ဆက်မှု68ရာခိုင်နှုန်းအဲ့ဒါပဲ ဘောလုံးပိုင်ဆိုင်မှုတွေဘလောက်ပဲရှိရှိဘလောက်ပဲကိုးပါပဲကန်သွင်းကန်သွင်းဘလောက်ပဲ pass တွေဘလောက်ပဲပေးပေးအနိုင်ကိုသွင်းထားတဲ့အသင်းကပဲဘိုးဆွဲသွားတာအာဆင်နယ်အမျိုးသားအသင်းနဲ့အမျိုးသမီးအသင်းမတူတာကလေအမျိုးသမီးအသင်းမှာတိုက်စစ်မှုတွေပုံနေရပဲအမျိုးသားအသင်းမှာကတိုက်စစ်မှုရောင်ရောင်ဘာရောင်ရောင်ကောင်းနေများတယ်အဲ့ဒါသွားကြည့်လိုက်တကယ် professional တိုက်စစ်ဆော့တဲ့ player တွေပုံနေရပဲသွင်းလိုက်တဲ့ကစားသမားတွေကလည်းနောက်ထပ်ရှိပါသေးတယ်အဲ့ဒီလူစားလေးလိုက်တဲ့၄ယောက်မှာဆိုရင်၃ယောက်က တိုက်စစ်ပိုင်းကကစားသမားတွေပဲတယောက်ပဲခံစစ်ကစားသမားပါတယ်အဲ့လောက်ထိကမှတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးအာဆင်နယ်မျိုးသမီးတင်မှာတည်တည်ရှိရှိဂိမ်းပလန်ရှိတယ်အဲ့လို့ဆိုတော့သူတို့အနေနဲ့ဒီအာဆင်နယ်ကတော့ဂိုးပေါက်ကန်သွင်းမှု၈ချိန်ရှိတယ်၃ချိန်ဂိုးပေါက်တည့်တယ်တကိုးရတယ်တစ်ဖက်ကဘာစီလိုနာဂိုးပေါက်ကန်သွင်းမှုအချိန်20ရှိတယ်၅ချိန်ဂိုးပေါက်တည့်တယ်အဲ့၅ချိန်စလုံးကို ဘန်တွန်ဆယ်လာဆိုတဲ့ကိုသမားလေးကပုတ်ထုတ်သွားတယ်တကယ်ပြတကယ်လက်ဖျားကတိတိငြိမ်ပဲခန်စစ်တန်းတစ်ခုလုံးကလည်းဒီနေ့မှအမှားရင်မလုပ်ဘူးကိုသမားလည်းတိတိငြိမ်ပဲအထူးသဖြင့်ဒီဘာစီလိုနာရဲ့ကောင်းလာပါဆိုတဲ့ဝင်းဘက် တောင်မန်တွေကိုအဲ့ဖူးဘက်ကစားမားတွေကကောင်းကောင်းလေးတပယ်ထိုင်ပြီးတော့ဖြတ်သွားခဲ့ရရှင်းနေရပဲတယောက်ကရှေ့မှာတက်ဖြတ်ပြီဆိုရင်လက်ညှိုးထိုးပြီးတော့နောက်ဘဲစပိတ်ကိုဘလို့ထိန်းဆိုပြီးလုံသွားတဲ့အပိုင်းနေပြီးတော့ဒီပနတီဘောက်စ်ထဲမှာလည်း1 by 1တွေ့တဲ့ chance တွေကိုခန်စစ်ကစားမားတိတိငြိမ်ပဲဘောလုံး ဖျက်ထုတ်သွားခဲ့တာတွေ့တယ်တကယ်ပြီးတော့အာဆင်နယ်နေနဲ့ဒီထက်ကိုပြီးဝိုးရနိုင်တဲ့ chance တွေရှိခဲ့တယ်ပဒတိပေါ့စတမှာကြားလိုက်အလုံးအလောတကြီးကန်လိုက်လို့ထောင်သွားတာမျိုးတွေရှိခဲ့တယ်ကျွန်တော်ဂိုးရနိုင်တဲ့ chance တွေတော်တော်ရှိခဲ့ပါလေဂိုးတော့များခဲ့အဲ့လို့ဆိုတော့ဒီပွဲစဉ်အတွင်းမှာအာဆင်နယ်အမျိုးသမီးအသင်းက215ကြိမ်ပဲဘောလုံးပေးဖို့မှုလုပ်ထားတယ်တစ်ဖက်ကဘာစီလိုနာက464ကြိမ်ရှိတယ်နှစ်ဆလောက်ကွာတဲ့အနေထားဒါမှမဟုတ်ဘာဖြစ်လဲ ပိုက်သေးကိုဂိုးရိုက်သွင်းနိုင်တဲ့အသင်းကပဲနောက်ဆုံးပိုဆွဲတာအဲဆိုအာဆင်နယ်မျိုးသမီးအသင်းအနေနဲ့ခက်ခဲလာပါဆိုတဲ့ပြိုင်ဘက်တွေကိုတစင်ချင်းဖြတ်ကျော်လာပြီးတော့ဒီပြိုင်ဘက်မှာထိုက်တန်ပိုဆွဲသွားတယ်တကယ်ကိုကျွန်တော်တို့ဂုံပြူပေးဖြစ်တယ်ဗောလေအဲဆိုတော့ရီနစ်လန်ကအတွက်ဆိုလို့ရှိရင်တော့သူ့ရဲ့ပထမဆုံးနီးပြရာသီမှာအဓိကဆူဖလာတစ်ခုယူပေးနိုင်ခဲ့တယ်ဥရောပရဲ့အဆင့်မြင့်ဆုံး UEFA Women Champion League ကိုဒုတိယအကြိမ်မြောက်အာဆင်နယ်မျိုးသမီးအသင်းကပိုင်ဆိုင်သွားခဲ့တာပါ အဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုဒီကဝန်ကြီးပန်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3939 693936သလုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ကိုချက်ကို Sport နဲ့9သလုံးမိတူကစားမယ်ဆိုရင်တော့ကျွန်တော်စီကိုဆက်သွယ်ပြီးတော့ဆက်လို့ရပါတယ်